အလုံးမင်းမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့169ပါးမြောက်ပုံရံမင်းကြီးအစ်တဘသူဖြစ်လာမလဲဆိုတော့ကိုပြောပြပြီးတော့မှဖြစ်ပါတယ်ပုံရံမင်းကြီး Francis ပြန်လည်တော်မူပြီးနောက်ယခုအခါမှာတော့ကဘာတူဝါမတမောင်များစွာတော့ကက်သလစ်ပါရာဝင်များနဲ့အတူတကဘာလုံးကကက်သလစ်တာနာတော်ကိုဆက်လက်ပြီးဥဆောင်သွားမဲ့169ပါးမြောက်ပုံရံမင်းကြီးအစ်တ ဘသူဖြစ်လာမလဲဆိုတော့ကိုစောင့်မျှော်နေကြပြီဖြစ်ပါတယ်။ဆိုတော့ပုတ်ရမင်းကြီး Francis ရဲ့အရာအရာကိုဆက်ခံမဲ့နောက်ထပ်ပုတ်ရမင်းကြီးတက်ကဘသူဖြစ်လာမလဲဆိုတော့ကိုဆက်လက်ပြီးကြည့်ကြလိုက်ရအောင်။ပုတ်ရမင်းကြီးတပါဖြစ်လာဖို့ဆိုတာလွယ်ကူတဲ့အကြောင်းအရာတစ်ခုတော့မဟုတ်ပါဘူး။ပထမဦးဆုံးအနေနဲ့နှစ်2000ကျော် တတန်ရှိပြီဖြစ်တဲ့ကတ္တရိတာဒနာတော်ရဲ့အစဉ်လောက်ကိုကြည့်မယ်ဆိုရင်အုတ်ရံမင်းကြီးဖြစ်လာမဲ့သူကဥရောပမှာကာဒနယ်ခေါ်ယဟန်အမတ်များအများဆုံးဦးစားပေးရွေးချယ်ခဲ့တဲ့တမိုင်းအစဉ်လောက်ကို တွေ့ရှိရပါတယ်။တိုပေမဲ့လည်းခုနှစ်2013အရောက်မှာတော့အစဉ်လာကြီးမားတဲ့ကတ္တရိတာဒနာတော်အတွင်းမှာတမိုင်းဝင်ပြောင်းလဲမှုကြီးတစ်ခုစတင်ခဲ့ပါတယ်။ အဲ့ဒီပြောင်းလဲမှုကတခြားတော့အကြောင်းအရာတော့မဟုတ်ပါဘူးအခုကျွန်တော်ပြောပြနေတဲ့အိုဟမ်မင်ဂျီအရဲ့အရာကိုဆက်ခံမဲ့သူအကြောင်းပဲဖြစ်ပါတယ်လွန်ခဲ့တဲ့2023ခုနှစ်မှာတော့အိုဟမ်မင်ဂျီဖရန်စစ်ကကက်သလစ်သာသနာတော်တမိုင်းမှာဥရောပရဲ့ပြမကဘာဖြစ်တော့လက်တင်အမေရိကမှာဖြစ်လာတဲ့ပထမဦးဆုံးတော့အိုဟမ်မင်ဂျီတပါဖြစ်ခဲ့ပါတယ် ဆိုတော့အခုရွေးချယ်တင်မြောက်ခံရမယ့်ပုံဟန်မင်းကြီးအတိတ်ကရောဥရောပကလာတဲ့သူဖြစ်မလားဒါမှမဟုတ်ကမ္ဘာကြီးရဲ့အခြားသောနေရာတွေဖြစ်တဲ့အာရှတိုက်အာဖရိကတိုက်အမေရိကနဲ့အခြားခြားသောနေရာကလာတဲ့ယဟန်မတ်တွေတိကတဘာဘာများဖြစ်လာလိမ့်မလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ် ယခုလက်ရှိမှာတော့ပုံရံမင်းကြီးအစ်စ်ရွေးချယ်တင်မြောက်မှုလုပ်ငန်းစဉ်ကိုလာမယ့်မေလ9ရက်နေ့မှာစတင်မယ်ဆိုတဲ့အကြောင်း Vatican မှအတည်ပြုကြေညာထားပြီးဖြစ်ပါတယ်။2025မေလ9ရက်နေ့မှာစတင်မယ် Conclave လို့ခေါ်တဲ့ပုံရံမင်းကြီးရွေးချယ်တင်မြောက်ခြင်းလုပ်ငန်းစဉ်ကိုကြည့်မယ်ဆိုရင်အမတမလျော့ဝက်ပြီးတင်းကျပ်သောစီမင်းများကိုအခြေခံဆောင်ရွက်ရတဲ့ရာစုနှစ်ချီပြုလုပ်လာခဲ့တဲ့ ်ကက်သလစ်သာသနာတော်ရဲ့လှုပ်ထုံးလှုပ်နည်းတစ်ခုဒါမှမဟုတ်အစည်းအဝေးတစ်ခုဖြစ်ပါတယ်ဒီအစည်းအဝေးကျင်းပနေစဉ်ကာလအတွင်းမှာဆိုရင်လည်းပါဝင်တဲ့ယဟမတ်များနေဖြစ်ပြမကဘာနဲ့လုံးဝအဆက်အသွယ်ဖြစ်သာရပါတယ်ဖုံပြောဆိုဆက်သွယ်မှုခြားတော့ဆက်သွယ်မှုမျိုးကိုလုံးဝပိတ်ပင်ထားပါတယ် အဲ့ဒီတော့ယဟမအမတ်များအနေဖြင့်ဘာတွေပြုလုပ်ရလဲဆိုတော့စူတောင်းခြင်းပြန်လည်သုံးသပ်ခြင်းလို့ခေါ်တဲ့ reflection တွေအပြင်လိုအပ်တဲ့ဆွေးနွေးမှုတွေတွေ့ဆုံပြောဆိုမှုတွေပြုလုပ်ရပါတယ်။ပုံမှန်အားဖြင့်ဒီ conclave ဆိုတဲ့အစည်းအဝေးကြီးကို15ရာစုကတည်းကနေ Vatican မှာရှိတဲ့16 chapel မှာပြုလုပ်ကြပါတယ်။ပေါ်ရမင်းကြီးအစ်တရွေးချယ်ဖို့အသက်80အောက် Gardener များဒါမှမဟုတ်ယဟအမတ်များက မေးပေးခွင့်ရှိပါတယ်။ ယခုလက်ရှိမှာတော့မေးပေးခွင့်ရှိသည့်အသက်80အောက်ယဟန်အမတ်135ပါ ရှိကြောင်းသိရပါတယ်။ဥရောပကကြည့်မယ်ဆိုရင်53ပါ။အာရှတိုက်ကဆိုရင်23ပါ။လက်တင်အမေရိက23ပါ။အာဖရိကတိုက်မှာ18ပါနဲ့မြောက်အမေရိကမှာ16ပါ။အိုရှင်းနီးယားက၄ပါအတီးတီးရှိကြပါတယ်။ အာရှတိုင်းမှာယဟမတ်23ပါးထဲမှာဆိုရင်တော့မြန်မာနိုင်ငံမှာတက်တော်86နှစ်ရှိပြီဖြစ်တဲ့ယဟမတ်ကာဒနယ်ချတ်စ်မောင်ဘိုလန်ပါဝင်နေပါတယ်ပေါ်ရမင်းကြီးတရွေးချယ်ပြီးတဲ့နဲ့ခတူခံယူလိုဒီအမိကိုရွေးချယ်ရပြီးပေါ်ရမင်းကြီးအရိုက်အရာကို ဆက်ခံဖို့လက်ခံမလားဟုမေးမြန်းမိဖြစ်ပါတယ်ရွေးချယ်ခြင်းခံရတဲ့ယဟမတ်အနေဖြင့်လဲ လက်ခံနေဆိုရင်မင်းစာရွက်များကိုအထူးစီမံထားတဲ့အဖြူရောင်မီခိုးထုတ်လွှင့်ပေးနိုင်တဲ့ဓာတုတပ်ပေါင်းမုတ်တမျိုးနဲ့မီရှိုပြီး16 chapel တောင်းတော်အထက်တွင်အဖြူရောင်မီခိုးများတက်လာစေပြီးရလက်ကိုပုံရဟမင်းကြီးအတွက်ရွေးချယ်ခံရကြောင်းဖျားကြောင်းခေါင်းလောင်းတပ်များနဲ့အတူအချက်ပြမည်ဖြစ်ပါတယ်အကေရွေးအကြောင်းမျိုးမျိုးကြောင့် ပေါရမင်းကြီးအရရာကိုဆက်ခမိတူမရသေးဘူးဆိုရင်တော့အမဲရောင်မိခိုများထွက်လာမှာဖြစ်ပါတယ်။ဆိုတော့169ဘာမြောက်ကသရိတာတနာတော်ရဲ့ပေါရမင်းကြီးအစ်စ်ဘသူဖြစ်လာမလဲဆိုတာကိုတော့ဆက်လက်စုတောင်းရင်းစောင့်ကြည့်ရမှာဖြစ်ပါတယ်။